စစ်မှုထမ်းဝင်ရောက်ကြမဲ့မာမမူအုပ်ရဲ့အဖွဲ့ဝင်ဆိုလာဂျန်ဂူရီယာမျိုးသမီးခေဖို့အဖွဲ့မာမမူအဖွဲ့ဟာဆိုရင်တော့ဆိုလာစစ်မှုထမ်းဝင်ရောက်မယ်လို့ဆိုပါတယ်ဒီတဲ့င်းကပရိသတ်တီအတွက်မမျော်လင့်ထားတဲ့အရာဖြစ်တာကြောင့်အံ့အားသင့်စေခဲ့ပါတယ်အော်တိုဘာလ10ရက်မှာဆိုလာကသမရဲ့တရားဝင် form အကောင့်မှာ အော်တိုဘာ31ရက်ကစစ်မှုထမ်းဆင့်ခေါ်စာရရှိလာတာကြောင့်အနုပညာအလုပ်တွေကိုခေတ္တဆိုင်ငံ့ထားအကြောင်းစာတစောင်းနဲ့အတူအသိပေးခဲ့ပါတယ်။တောင်ကိုရီးယားမှာအသက်ပြည့်ပြီးတဲ့အမျိုးသားတွေကစစ်မှုထမ်းလေးချိန်ရင်မဖြစ်မနေဝင်ရပေမဲ့အမျိုးသမီးတွေကတော့မဖြစ်မနေဝင်ရောက်စရာမလိုပါဘူး။တကယ်လို့ဆရာထက်တန်စွာစစ်မှုထမ်းဝင်ကြနေဆိုရင်တော့ဝင်ရောက်ခွင့်ပေးပါတယ်။အခုမမမိုးအဖွဲ့ဝင်ဆိုလာကတော့စစ်မှုထမ်းလေးချိန်ရင်ဝင်ရောက်မယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုဆုံးဖြတ်တာလဲဆိုတာကိုတော့မသိရသေးပါဘူး။ဆိုလာရဲ့ agency RBW Entertainment ကတော့အချိန်နည်းနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောကြားခြင်းမရှိသေးဘူးလို့သိရပါတယ်။ဗီဒီယိုလေးအဆုံးနည်းလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။